ဘုရားဟောတရားဒေသနာတွေကိုအတိအမြင်များတဲ့လူတစ်ယောက် ਨੇ ဘာမှမသိတဲ့လူတစ်ယောက်ဘဝမှာနေထိုင်သွားတဲ့အခါမှာနော်ပြဿနာတွေအခက်အခဲတွေကိုဖြေရှင်းကြတာချင်းဖြေရှင်းကြပုံချင်းတူနိုင်မယ်လို့ထင်လားမတူနိုင်ဘူးနော်ဒါအလွန်ကိုဒီဥစ္စာကနော်မြင်တာတဲ့ကိစ္စကြီးပေါ့ဟုတ်လားဒေသနာတွေကိုအတိအမြင်များထားတဲ့လူတစ်ယောက် ਨੇ ဘာမှမသိတဲ့လူတစ်ယောက်ဘဝရဲ့အခက်အခဲတွေဘဝရဲ့ပြဿနာတွေ နောက်ရှုပ်ထွေးမှုတွေတွေ့လာပြီးကျုံလာပြီးဆိုရင်ဒါဘလို့ရှင်းမလဲဆိုပြီးတော့နောက်ရှင်းကြလင်းကြတဲ့အခါမှာရင်ဆိုင်ကြတဲ့အခါမှာသူတို့နှစ်ယောက်ဘလို့မှမတူနိုင်ဘူး။နောက်လူလောကကြီးမှာလူတွေဆိုတာကတူတူကိုကိုတော့ကိုသိတယ်လို့ပဲကိုနားလေတယ်လို့ပဲလုံနေကြတာ။ကိုသိတယ်လို့ကိုနားလေတယ်လို့ပဲပြောနေကြတာ။ကိုသိတယ်လို့ပဲကိုနားလေတယ်လို့ပဲတွေးနေကြတာ။ဟုတ်တယ်မဟုတ်လား။ကိုရဲ့လုံနေတာတွေပြောနေတာတွေတွေးနေတာတွေဟာဘာလဲ။ပြဿနာတွေကိုရှင်းနေတာပဲတချို့ဟာတွေက။ ဥပ္ပိတော့ကောင်းတဲ့ကောင်းအောင်လည်းပဲဖော်ဆောင်နေတာပဲတချို့ကံတွေကဟုတ်တယ်မဟုတ်လားကိုဘာကိုရွေးပြီးတော့လှုပ်နေတာလဲနော်